ထာဝရဘုရား၏တရားတော်၌မွေးလျော်၍တရားတော်ကိုနှိမ့်ညံ့မပြတ်ဆင်ခြင်အောင်မေ့တော်သူသည်မင်္ဂလာရှိ။ဓာရိတ်ကျမ်းခန်းကြီး73ပင်လယ်နား၌တဲပေါ်မှငါရဲ့၍တာရဲတကောင်သည်ခေါင်းခုနှလုံးဂျိုးဆဲချောင်းနှင့်တကွဂျိုဘော်၌တရဖူဆဲဆူကိုဆောင်းရက်ခေါင်းပေါ်၌လည်းဘုရားသခင်၏အတရေတော်ကိုရှုတ်ချသော နာမရှိလေပင်လေတဲကတက်တီကိုမြည်ထို့သောငါမြင်သောတာရဲသည်ချက်တစ်နှစ်တူ၏ သွေးခြေသည်ဝန်ခြေကဲ့သို့ဖြစ်သွေးနှုတ်သည်လည်းခြင်းသေးနှုတ်ကဲ့သို့ဖြစ်၎င်းသည်မိမိတကိုးနှင့်မိမိပလင်ကို၎င်းကြီးစွာသောအာနာဇက်ကို၎င်းတာရ၌အပ်ပေ၏တာရ၏ခေါင်းတလုံးသည်သေအောင်ကွမျက်ပြေးသကဲ့သို့ဖြစ်၍တီစီသောတန်ချက်သည်ပြောက်လျက်ရှိ၏မြေကြီးသောအပေါင်းတို့သည်တားရဲနောက်သို့လာ၍အံ့ဩကြ၏ထိုတားရဲ၌အာနာဇက်ကိုအပ်ပြီးသောနဂါးကိုကိုးကွယ်ကြ၏ ားရဲကိုလည်းကိုးကွယ်၍အဘေသူသည်တားရဲနှင့်တူသည်။အဘေသူသည်သူ့ကိုစစ်ပြိုင်နိုင်သည်ဟုပြောဆိုကြ၏။ထိုတားရဲသည်လည်းကြီးစွာသောစကားကို၎င်းဖျားသခင်ကိုပြစ်မာသောစကားကို၎င်းပြောတတ်သောနှုတ်နှင့်ပြည့်စုံ၍လ42လပတ်လုံးစီရင်ရသောအခွင့်ကိုရ၏။ဖျားသခင်ကိုပြစ်မာသောစကားအပြင်နာမတော်နှင့် တဲတော်ကို၎င်းကောင်းငင်သားတို့ကို၎င်းပြစ်မှားခြင်းကနှုတ်ကိုဖွင့်ထား၏တန်ရှင်းသူတို့ကိုစစ်တပ်၍နိုင်ရသော အခွင့်ကိုရ၏အဒီအဒီဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခတ်သိမ်းတို့ကိုအုပ်ဆိုးရသောအခွင့်ကိုလည်းရ၏ကိုမြတ်သောဒိုးတငယ်ဤအသက်စာဆောင်၌ကဘာဦးကပင်စည်ရင်းမဝင်သောမြေကြီးသားအပေါင်းတို့သည်တားရဲကိုကိုးကွယ်ကြ၏ နားရှိသောသူမြည်သည်ကကြားပါစေသူတစ်ပါးကိုဖမ်းဆီးယူသွားသောသူသည် ကိုယ်တိုင်ဖမ်းဆီးယူသွားခြင်းကိုခံရလိမ့်မည်ဒါဖြင့်တတ်တတ်သောသူသည်လည်းကိုယ်တိုင်ဒါဖြင့်တည်ရမည်ဤအရာ၌တန့်ရှင်းသူတို့လည်းဒီးခံစရာအကြောင်းယုံကြည်စရာအကြောင်းရှိ၏အခြားသောတားရဲတကောင်သည်ဒိုးတငယ်ဤဂျိုးနှင့်တူသောဂျိုးနှစ်ချောင်းရှိ၍ငကားကဲ့သို့ စကားပြောလျက်မြည်ကြီးတကထွက်သည်ကိုငါမြင်၏ ထိုသားရဲ့သည်သူ့အရင်ဖြစ်သောပထမသားရဲ့ဤအာနာဇက်ရှိသည်များကိုတုံးဆွေ၏ဒီစီသောတန်ချက်ပျောက်ခဲ့ပြီးသောပထမသားရဲ့ကိုမြေကြီးမှဆ၍မြေကြီးသားတို့သည်ကိုးကွယ်စည်းခြင်းကပြု၏ကြီးစွာသောနမိတ်လက္ခဏာတို့ကိုလည်းပြ၏လူတို့မျက်မှောက်၌ကောင်းခင်ကမြေကြီးအပေါ်သို့မိကိုဆင်းစေ၏ပထမသားရဲ့ရှိ၌ပြပိုင်သောနမိတ်လက္ခဏာတို့အပြင်မြေကြီးသားတို့ကိုလှည့်ဖြား၏ ဓာနှင့်ခုတ်သောဒဏ်ချက်ကို ခံရ၍အသက်ရှင်သေးသောတားရဲ့ဤရုပ်တုကိုလှုပ်စီခြင်းကမြေကြီးသားတို့ကိုမှားထား၏တားရဲ့ဤရုပ်တုသည်စကားပြောနိုင်မည်အကြောင်းနှင့်မိမိကိုမကိုးကွယ်သောသူရှိသမျှတို့ကိုတတ်ခြင်းကပြုနိုင်မည်အကြောင်းရုတ်တုနအသက်ကိုသွင်းပေးရသော အခွင့်ကိုလည်းရ၏ငွေရတတ်သောသူဆင်းရဲသောသူကြုံခံရသောသူ လွတ်တော်သူအကြီးငယ်ရှိသမျှတို့သည်လက်ရလက်၌ဖြစ်စေနဖူး၌ဖြစ်စေဒစိမ့်လက်မှတ်ကိုခံစေခြင်းက၎င်းထိုဒစိမ့်လက်မှတ်ဒီဟုသော သားရဲ့နာမဖြစ်စေနာမဤအရေးအတွက်ဖြစ်စေတခုခုကို မခံသောသူတယောက်မြမရောမဝယ်စေခြင်းက၎င်းစီရင်၏ဤအရာ၌ပညာရှိဤဉာဏ်ရှိသောသူသည် ။သားရဲ့ဤအရေအတွက်ကိုရည်တွက်စေလူဤအရေအတွက်ဖြစ်၏။666လည်းဖြစ်၏။အာမင်။